ဒီမော်လမြိုင်ဒဝေကားလန်းပေါ့အမှတ်ရှိလမ်းမကြီးကားလန်းဘေးအိပရမှာပဲသူတို့မြို့ရှိတာအလုံးဘေးမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်မြန်မာနိုင်ငံမှာဖိုက်ပွားနေတဲ့အကြောင်းနဲ့ပတ်သက်လို့နေ့စဉ်တန်းထူးတန်းကောက်တွေကိုတန်းစားပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်တာပြီဖို့တောင်းဆိုချင်ပါတယ်ဒီဘက်ကဒီတောတွေတောင်တွေကြားထဲမှာအကုန်လုံးဒါတိုင်းသားတွေကနှစ်ပေါင်းမြောက်များစွာတက်ဆွဲထားတာ နှစ်ပေါင်းများများစွာတက်ဆွဲထားတာအဲ့တော့ကိုကလေးကနေသင်္ကန်းကြီးတော်သွားတဲ့လမ်းဟောင်းရှိတယ်လမ်းတင်ရှိတယ်နှစ်လမ်းရှိတယ်ပေါ့အဲ့ဒါကိုသူတို့ကယိုးမလို့ပြောတာပေါ့နော်အဲ့တော့စီးတဲ့ကြောပေါ့ เนาะကျွန်တော်တို့ပါတီတို့တောက်လျှောက်အဖြစ်တွေပြောနေခဲ့တယ်ဒီတကြောပေါ့တင်ငန်းကြီးနောင်တင်ငန်းကြီးနောင်ကနေပြီးတော့အောက်ဆင်းလာတာပေါ့တောင်ပိုင်းကိုဆင်းလာရင်၄ကီကော၄ကီကောကနေအောက်တိုက်တောက်လျှောက်ဆင်းလာရင်တေဘောဘူးတေဘောဘူးပြန်နေဝေါ်လီမြိုင်ကနဲလီထူထီစုကလီနော်ပြီးအဲ့နေဆက်သွားရင်ပါကြိုက်တုံနာတဝိုက်ပေါ့နော်အဲ့ရနေမှာကြိုက်စိတ်ကြီးခွင်ကိုဝင်ပြီပေါ့ ဲ့တော့အရင်ကမှဆက်စင်းလိုက်ရင်ဂျပန်ရေတွင်းနဲ့ဖျားသုံးစုပေါ့ဗျာဒါဂျပန်ရေတွင်းနဲ့ဖျားသုံးစုပေါ့ ဲ့တော့ဥနေဝင်လက်ထက်တွေကတောက်လျှောက်ဒီနေရာတွေကဒီ KNU ကထိန်းထားတဲ့နေရာတွေပါပဲ။ပြောချင်တာကဒီနေရာမှာသူတို့ကစစ်တပ်တွေကဝင်ပြီးတက်ဆွဲလိုက် ပြန်ထွက်သွားလိုက်တက်ဆွဲလိုက်ပြန်ထွက်သွားလိုက်အဲ့ဒါနဲ့ပဲစိတ်ပြေးတမ်းကစားနေကြတာအဲ့တော့အေးဒေတာတဝိုင်းမှာရှိတဲ့လူတွေအားလုံးကဒါယူရီးယားဘက်ကို သွားပြီးတော့ကိုကူးပြီးလှုပ်ရှားခဲ့ကြတာပဲပြောချင်တာကအေးဒေတာတစ်ခုလုံးဟာစစ်ကောင်စီကလုံးဝထိန်းထားလို့ရတဲ့နေမျိုးမဟုတ်ဘူးဒါဥတန်းရွှေဥတန်းရွှေတက်လာမှာ တို့ဒီဖျားသုံးစုကိုတို့ကရသွားပြီးတော့ KNU ပြိုကွဲသွားတာပေါ့အဓိကတော့ DKB ပြိုကွဲသွားတာအော် DKB ကြောင့်ဖျားသုံးစုကိုစစ်တပ်ကမြို့သက်တယ်လို့ရသွားတာနော်ဒုံမို့ရင်အဲ့နေရာကငကိုရဲရတာကရင်ရဲ့နယ်မြေပဲအဲ့တော့အဲ့ဒေသတစ်ဝိုက်ကလုံးဝလွတ်မြောက်နေပြီအဲ့တော့ ပါတီတို့ကဒီမျိုးတွေပေါ့ဒီနေဆက်မျိုးတွေအကုန်လုံးကိုသိမ်းပြီးပြီးဆိုရင်သူကပါတီတို့လုပ်တဲ့ပုံစံကလည်းမိုက်တာတော့မိုက်တယ်သူကသူတို့သူတို့အချင်းချင်းအကွဲပြဲကိုအရင်ညှိရတာပေါ့နော်သူတို့အချင်းချင်းအကွဲပြဲကိုအရင်ညှိရတယ်သူတို့ချင်းချင်းမှလည်းကျွန်တော်တို့မရောက်လိုက်အာနာသိမ်းတဲ့အချိန်မှာ KNU ဥက္ကဋ္ဌကလည်းမရောက်လိုက်နဲ့ငင်းချင်းထိုးတာတော့ပါခြင်းသလိုလိုမပါခြင်းသလိုလိုပေါ့ဒီဇက်လန်းတွေရှိတယ်တိုက်ခြင်းသလိုလိုမတိုက်ခြင်းသလိုလိုဇက်လန်းတွေရှိတာပေါ့နော် ပြီးတော့ဦးကျွန်တော်တို့ပြောပြနေတဲ့ဒီဖျားသုံးစုဒါတော်ဝိုက်ကလည်း DGB ကထိန်းထားတဲ့နေရာတွေဖြစ်နေတယ်ပြီးတော့အဲ့မှာလည်းစီးပွားရေးလမ်းကြောင်းတွေကလည်းပေါက်နေတယ်အဲ့တော့ဒါပေမဲ့ PDF PDF တွေအမြောက်များကဒီဘက်ကိုခိုးလုံလာကြတာပေါ့ပြောချင်တာကအ PDF တွေအမြောက်များကဒီဘက်ကိုခိုးလုံလာကြတော့ဒီနေရာက 6K ကိုဒါအရင်ဆုံးကျွန်တော်တို့ပထမဆုံးစပြီးတော့ကျွန်တော်တို့တော်လိုင်းအေးမှာတားစီတာ 6K ကိုပေါ့ ဟော၄ GB ရွာမှာဒါသူတို့စပြီးတော့ကျွန်တော်တို့ဘက်ကလွှတ်တော်ကိုယ်စားလှယ်တွေက CDN တွေကနာမည်ကြီးတဲ့ပုံကိုယ်တွေတော့နေကြတာပေါ့နော်တိုက်တွေတိုက်တွေလေးတွေ ਨੇ ဒါဂျပန်ဆောက်ပြီးခဲ့တဲ့ရွာပေါ့ဗျ area မှာသူတို့ကဝင်စီးပြီးတော့ area နေမှာကျွန်တော်တို့က 6GB ကိုစသီးလာပြီးတော့အခု 6GB ဆိုရင် 6GB ကနေပြီးတော့မြားပတီကိုလာဖို့ကဘာမှမဝေးဘူးလေ area နေမှာတခါဒီဘက်အောက်စင်လိုက်ရင်တေဘောဘူးကြောက်ခက်ဝေါ်လီမြိုင် နော်ကနေလေးပေါ့ဒီနေရာတွေကမြန်မာမျိုးပုံရဲ့သူတို့အတွန့်ပေါ့ဒီအတွန့်ကြားထဲမှာကျွန်တော်တို့ကရထားတာအဲ့တော့အဲ့နေရာမှာသူတို့ကဟိုနေဆက်စခန်းတွေလာပြီးတော့စောက်ထားတာပေါ့အဲ့တော့သူတို့ကငင်းကြိုင်းကြီးလုပ်တယ်ဘာညာဆိုပြီးတော့အဲ့ဒီစခန်းတွေလာသူတို့ကဒီမှာနေဆက်ဂိတ်တွေလာဖွင့်ပြီးတော့ဟိုတနေရာဖြက်ဒီတနေရာဖြက်အဲ့ဒီကနေပြီးတော့သူကားလိုင်းတွေဖောက်ဖို့အတွက်လှိုင်းပွဲပဲမြပတိဘက်ကိုကားလိုင်းတစ်ခုဖောက်ဒီဘက်ကနေရေးတွေကားလိုင်းကနေတဆင့် မော်လမြိုင်ကိုဂါလန်တစ်ခုဖောက်အဲ့ဒီပုံစံနဲ့ဒီ queen ကိုသူတို့ကထိန်းထားတာပေါ့အဲ့တော့ပြောချင်တာကဒီ KNU ရဲ့နယ်မြေထဲမှာနယ်မြေတစ်ခုလုံးကိုသူတို့မလွှမ်းမိုးနိုင်တော့ဘဲနဲ့ဟိုမှာစခန်းတစ်ခုတည်လိုက်ဒီမှာစခန်းတစ်ခုတည်လိုက်တယ်အဲ့ဒါနဲ့သူတို့စစ်တပ်ဆိုတဲ့အရှင်ဝါနဲ့လိန်ပြန်နေဆိုတဲ့အရှင်ဝါနဲ့သူတို့ကအုပ်ချုပ်နေပြီးတော့လူပါဝနေတာပေါ့ရှင်းရှင်းလင်းလင်းပြောပါအဲ့တော့ PDF တွေရောက်လာတဲ့ခါကျတော့ ် KNU ကပြန်တိုက်ဖို့အဆင်သင့်မဖြစ်ဘူးအော်ကျွန်တော်တို့တော်လိုင်းရေးသမားတွေကတော့ရောက်လာတာနဲ့လက်နက်တွေကပ်ပြီးပြန်ချကျင်တာပဲအဲမှာသဘောထားတွေကွဲကြဟိုတက်မှ9နှစ်လို့ဘာလို့ကမတိုက်ဘူးတက်မှ9ကမတိုက်ဘူးတက်မှ6ကဘာဖြစ်တယ်ပေါင်းစားနေတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီလေးကီကော်ရဲ့အပေါ်မှာရှိနေတဲ့ဒီမဲဆောက်မှာငုတ်တုတ်ထိုင်နေတဲ့ပုံကိုယ်တွေက အကြီးအကျယ်ဝေဖန်ခဲ့ကြတာလွန်ခဲ့တဲ့2နှစ်3နှစ်ကကဲယူရတဲ့သူဒုက္ခနဲ့သူပေါ့ သူ့မှာလက်နဲ့မရှိတာတွေကိုသူ့အချင်းချင်းမညီတာတွေကိုအဲ့တော့သူတို့ရဲ့ဒီကြားဖြတ်လုပ်ငန်းတွေရော BGF တွေရော DKB တွေရောအကုန်လုံးကဆရာကြီးတွေပဲလीအကုန်လုံးကလှုပ်ရှားနေကြတာဆိုတော့အဲ့ဒါကိုညှိဖို့ကသူတို့ကလည်းညှိရတာတော်ခက်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကတခုကောင်းတာက BGF တော့မသိဘူးပေါ့ဒီ DKB တို့ KNU တို့ KNLA တို့ KNDO တို့ကတော့ကျွန်တော်တို့ CDN တွေ PDF တွေကို ီစစ်တပ်ကလေးကောင်မှလာဖမ်းမယ်ဆိုရင်တို့ကတော့အကာအကွယ်ပေးတာတော့အမှန်ပဲတတ်နိုင်သမျှတို့အကာအကွယ်ပေးထားတယ်တို့မတိုက်တာပဲရှိတာပေါ့တို့တင်တန်းနေပေးထားတယ်ကူညီတာပေါ့အဲဒီမှာကျွန်တော်တို့ဘက်ကလည်းအလုံးရင်းနဲ့အင်းနေရာမှာဟိုဟိုကိုတက်တွေကိုထောက်ပံ့တာတွေပြည်သူတွေကထောက်ပံ့တာတွေလိုက်လွှင့်တာတွေပြီးတော့ထောက်ပို့တွေလုပ်တာတွေနဲ့အဲမှာရှုပ်ရှက်တွေခက်ကုန်ကြတာပေါ့ ကိုပိုင်တက်တွေဖြစ်တာပြီးတော့တကယ်တမ်းကျတော့နေမြေကျွမ်းကျင်မှုနဲ့ဒီတနိုင်ငံအဲ့ဒီဒေသအရာဒါကရင်နေမြေကြီးဖြစ်တာဖြစ်တဲ့အတွက်ဟိုမြင်းရမလို့တော့ဘလို့မှခေါ်ဝါလှုပ်လို့မရဘူးအဲ့ဒါနဲ့စိတ်တွေပြဲပြီးတော့စကားတွေများကြပြီးတော့တချို့သောသူတွေကအပေါ်ဝေဝွေသွားလဲဆိုတော့ယူကုတ်ကိုအပေါ်ကနေပြီးတော့ကြောက်ကောရမ်းရွာတဲ့ရင်းပိုင် ဖာပွန်ဖာပွန်ကနေပြီးတော့ဖာပွန်က9ထင်တယ်နော်ဖာပွန်ကနေမှ9ထင်တယ်အဲဖာပွန်ကနေမှအပေါ်ထက်တက်သွားပြီးတော့မဲဆယ်ပဲဦးကြီးသွားကြတယ်မဲဆယ်ပဲဦးကြီးသွားတယ်ပြောချင်တာကမဲဆယ်ကနေပြီးတော့ဟိုအပေါ်တက်သွားရင်တော့ခဲမဲ့ဖြူဖားဆောင်ပေါ့ဖာပွန်က9ပေါ့နော်โอเคအခုနေ့က ဟိုဖန်ခရိုင်ကခုနှစ်တင်တယ်နော်ကရတော့တိုင်းစစ်ကြီးက6အဲ့တော့အဲ့ကနေစိတ်တွေပြက်ပြီးတော့တို့ကအေးကရင်နီဒေတာကိုအကုန်လုံးရွေ့သွားကြတယ်အေးကရင်နီဒေတာမှာကျွန်တော်တို့ကအကုန်လုံးဒီနေဆက်တစ်ချက်ပဲနော်ဘောလခဲအဲ့ကနေမှဘယ်ကိုရောက်သွားလဲဆိုတော့လော်ပီတာလွိုင်ကောဒီမော့ဆိုဟိုမိန်လွဲတိုင်းရှမ်းပြီးတော့ဟိုကနွားနွားမလီမိုင်းကျုပ်ပေါ့ဒါဟိုဘက်အပေါ်ရှမ်းပြည်နယ်ပေါ့။အော်ဒီဘက်မှာဆိုရင်ဘယ်ရောက်သွားလဲဆိုတော့သူတို့က မဲဟောင်းဆောင်နားတဝိုက်ကိုရောက်သွားတာပေါ့မဲဟောင်းဆောင်ကဘယ်မှာရှိလဲဆိုချင်းမိုင်ပေါ့အဲ့တော့ကျွန်တော်တို့တော်လိုင်းရဲ့အဖွဲ့လေးတော်တော်များများလဲမဲဆောက်ကနေပြီးတော့ဒီဒီချင်းမိုင်ကိုရွေးကုန်ကြတာပေါ့ပြောချင်တာကအခုအတန်လွှင့်နေတဲ့လူတွေတော်တော်များများလဲချင်းမိုင်ကိုရောက်သွားကြပြီပြောချင်တာမဲဆောက်ကအဆင်မပြေဘူးပေါ့ဗျာမဲဆောက်ကအဲ့ဒီကရင်နေနဲ့အလုံးမဖြစ်ဘူးပေါ့ဗျာပြောကြဆိုကြပါညာကွိကွပေါ့။ဟောသတင်းဌာနတွေလည်းချင်းမိုင်ကိုပြောင်းချင်းမိုင်ကနေမှ မဲအောင်ဆောင်ရနေတဲ့ဆင်ကင်းနီပြည်နယ်ထဲဝင်တာပေါ့အနာတော့ကဒီကင်းနီပြည်နယ်ထဲကိုဝင်ကြတာပေါ့အဲ့မှာထူကြတာကဒီမြန်မာပြည်နယ်ဆက်နဲ့ဒီကြောက်ကြီးနဲ့ကြောက်တကားနဲ့ညောင်လေးပြည်နယ်လည်းဘာမှမဝေဘူးရသေးလားဒါမမြေပုံရကြည့်အကြောက်လေအုပ်ကြောက်ကြီးနဲ့တန်ကွင်းကြောက်တကားပဲနေကုန်းဒေတာဖတူဒေတာကိုတစ်ချိန်လုံးကျွန်တော်တို့စစ်ပွဲဖြစ်နေတာဒီမြန်မာနယ်ဆက်နဲ့ဘာမှမဝေဘူးဒီပုံရပေါ့နော်အဲ့တော့ အေးဘူးရွေ့သွားတာပေါ့အဲ့ဒါကတော့2021 2022အနေထားပေါ့ဗျာအဲ့တော့ NUG ကလည်းလုတ်ချင်တာပေါ့နော် NUG ကလည်းအဲဟိုသူကစာတွေးတမားပေါ့ဗျာစာတွေးစာတွေး NUG ကပြောချင်တာက MOD ပေါ့ကျွန်တော်တို့အပါဝင်ပေါ့ကျွန်တော်တို့ကစာတွေးတွေများတယ်စာတွေးဆိုတော့ ဟိုလိုလုပ်မယ်ဒီလိုလုပ်မယ်ပေါ့ဗျူဟာတွေဆွဲကြပေါ့ဗျာဆရာကြီးတွေလုပ်ကြပေါ့ကျွန်တော်အပါဝင်ပေါ့ဆရာတွေဝင်ဝင်လုပ်ဟိုလျှောက်ပြောဒီလျှောက်ပြောတော့ဟိုတနင်္ဂနွေလုံးကိုကွက်ပြေးနင်းမယ်ဆိုပြီးတော့ကရင်ကိုလှုပ်ခိုင်းတာ KNU ကိုလှုပ်ခိုင်းတာ KNU ကမလှုပ်ဘူးဘာကြောင့်လဲဆိုတော့ KNU ကသူ့အပေါ်မှာသူ့အတူအခြေချင်းရှင်းလို့မပြီးနိုင်ဘူးဖြစ်နေအစ္စလန်တွေအများကြီးပဲအားလုံးသိတဲ့အတိုင်း BG ရဲ့ပြဿနာ ပြီးတော့ KNU အရင် KNU ဗဟိုကော်မတီဥက္ကဋ္ဌအဟောင်းပြသနာအဲပြီးတော့သူတို့ KNU ဗဟိုညီလာခံကြီးလှုပ်ရတယ်ပြီးမှသူတို့ KNU လူကြီးတွေပြောင်းတယ်နောက် KNU ထဲမှာလည်းပြသနာတွေပေါ့သူတို့အချင်းချင်း KNDO နဲ့ဒီဘက် KTLO ဆိုပြီးတော့ကော်တူလေးနဲ့ကွဲကြတယ်အများကြီးပေါ့သူတို့အချင်းချင်းလည်းကွဲကြပြဲကြတာတွေ DGB ရကွဲတာတွေ BGA ကလည်းတမောက်ပေါ့အဲ့ဒီတဲမှာမှာဘိုးအေးစေဝါတို့စေချောင်းပေါ့ ဒီတာဘိုးတို့စိတ်ကြောင်းစိတ်ကြောင်းနေနေလဲမှာသွားသွားသိမ့်ကြเนาะဘိုးရေးစေဝါတို့ကတခါ BG ရောတတ်သိမ့် BG ကပြန်ပြန်ဝိုင်းဇလန်းတွေအများကြီးပေါ့အဲ့ဒီချိန်မှာဟိုကျွန်တော်တို့ဘက်ကလည်းစာအုပ်ကြီးအတိုင်းပေါ့ငါတို့ကတော့ဒီလိုဒီလိုရွေးမယ်เนาะငါတို့ကဒီလိုဒီလိုရွေးမယ်မင်းတို့လည်းအဲဒီရော COC ကနေတစ်ဆင့်မင်းတို့လည်းဒီစစ်တောင်းမြေဝန်းကိုဝင်ပါပေါ့ဆရာလောက်တာပေါ့ဗျာเนาะသူတို့အကြံဉာဏ်တောင်းတာပေါ့ တော့စစ်တောင်းမြင့်ဝမ်းဝင်ဖို့ကကျွန်တော်တို့အင်အားနဲ့ဝင်လို့မရဘူးအင်တာကြောမှာရှိတဲ့ဒီကရင်တက်တွေအကုန်ပေါင်းမှရမှာလေကရင်တက်တွေအခုကျွန်တော်ပြောသလိုပဲဟိုတက်မာလေးရကြတော့ကြောက်တကားဒေတာပေါ့အဲ့တော့ဒီဒီကြိုက်ထုံနာတဝိုက်ကင်မိုစကန်တကားတဝိုက်ကနေပြီးတော့တောင်စွန်ဘီလင်း6နှစ်ခွနော်အေးကနေမှဒီအပေါ်မှာရှိတဲ့ဒီဖာပွန်ခရိုင်တိတော့တဝိုက်ပေါ့ဗျာအဲ့တော့အဲ့ဒါကြီးနဲ့ပေါင်းပြီးတော့ဒီဘက်ကစစ်တောင်းမြင့်ဝမ်းကိုဝင်မယ်ပေါ့ ဘကိုးတိုင်းကိုဝင်စီးပြီးတော့ဘကိုးရိုးမအောင်စီးမယ်ဆိုတော့ကျွန်တော်တို့ပြောချင်တိုင်းပြောတော့ကင်ယူကလည်းမလုပ်ဘူး။ဘာလို့ကင်ယူကသူ့အတူတော့မပြီးသေးဘူးလေ။အဲ့တော့ကင်ယူထဲမှာရှိတဲ့ PDF တွေကလည်းမလိုက်ဘူး။မလိုက်တာလည်းသူတို့အပြစ်မဟုတ်ဘူးလေ။ဘာလို့လဲမယုံဘူးပေါ့မယုံရဲဘူးပေါ့နော်။မလိုက်ရဲဘူး။အဲ့တော့ကိုကနေမြေတစ်ကြီးကိုသွားမှာကိုအားကိုအားမဲ့ း MOD ကလည်းသူလည်းရရဲ့လေးပဲရှိတယ်သူလည်း viewer ရပဲရှိတဲ့ခါကျမလိုက်ဘူးပေါ့အဲသူတို့ကတော့ရှိနေတဲ့ဒီကရင်ဒေတာပေါ့တောင်သူတို့ပြောတဲ့တောင်ပိုင်းတိုင်းဒေတာမှာပဲသူတို့ကကရင်နဲ့ပဲနေခဲ့ပြီးတော့ဟိုသူတို့ကကရင်နဲ့ပေါင်းပြီးတော့ပဲသူတို့ကစစ်အာဏာရှင်တိုက်ရတာပဲမတိုက်တိုက်တိုက်ရပြီးရောပြဿနာကအဲ့ဒီကရင်ပြည်နယ်မှာဟိုကကရတော်တက်မှာ၄၅ခွန်6နောက်နှစ်ထင်းနှစ်လို့သုံးလို့ ဲ့ဒါအဲ့ဒီဒေတာတွေမှာပါဟိုနေဆက်တွေအထီးပေါ့နော်မို့လေဒီလောက်ကြီးမားတဲ့ဒီဒီဒီမြေပြန့်ကြီးတဲ့မှာနော်မို့ဒီတောင်ကုန်းတွေကြားထဲမှာစစ်စကန်းတွေဟိုတစုဒီစုရှိကိုရှိနေတာပြောချင်တာကယာနဲ့ထောင်ထဲရှိတဲ့စစ်တပ်ကဟိုတစ်ခွက်ဒီတစ်ခွက်လိုက်ပြီးတော့ဟိုကြားထိုးသူလိုလိုက်နေရချတာလားသူတို့ပြောတဲ့ view ဟာဂုံစကန်းတွေဘာစကန်းတွေညာစကန်းတွေ ਨੇ သူတို့စစ်ကူတွေပို့ပြီးတော့အဲ့ဒီအနီးနားမှာရှိတဲ့တပ်မတွေပေါ့တပ်မ44တို့ဘာတို့ညာတို့ပေါ့ဗျာအ အဲ့ဒီအရှိတောင်တိုင်းစစ်ဌာနချုပ်တို့ဒါတွေပေါ့အဲ့ဒီကနေတခါတို့အဲ့ဓာတွေနဲ့တို့ကထိန်းထားပြောဖို့ပဲခွန်ခွန်ပို့လဲတုံးတုံးပို့လဲအဲ့ဓာမျိုးတွေနဲ့ထိန်းထားတော့ KNU ကသူ့အနားမှာရှိတဲ့အနီးကပ်ရန်သူတော်မတိုက်နိုင်ဘဲနဲ့သူကဒီပဲခူးတိုင်းထိနေချက်ဖို့အရန်ကြီးစိတ်ဝင်စားဘူးမဝင်စားသေးဘူးပေါ့အဲ့ဒီချိန်ကဒါလွန်ခဲ့တဲ့တစ်နှစ်ကဒါပေမဲ့ကျွန်တော်တို့ဘက်ကကြတော့ လောလာတဲ့ MOD ကဖြစ်ချင်တာကမြန်မြန်သိမ့်မြန်မြန်တိုက်ပေါ့ဒါပေမဲ့တကယ်ရှိလားဆိုတော့လည်းဘာမှလည်းမရှိဘူးပြောချင်တာကကိုယ်မှလည်းဘာမှရှိတာလည်းမဟုတ်ဘူးဘာဖတ်တတ်မှလည်းမြန်မြန်ဆဆလည်းရှိတာလည်းမဟုတ်ဘူးအရေးကြီးတာလက်နဲ့လည်းအများကြီးရှိတာမဟုတ်ဘူးနောက်ဆုံးလူကတော့ဖန်တီးလို့ရတယ်ဗျာလူကသင်တန်းပေးလိုက်မယ်ယူနီဖောင်းတက်ပြီးလှုပ်လို့ရတယ်ဒါပေမဲ့ကိုယ်မှလိုအပ်တဲ့လက်နဲ့အပြည့်စုံပေါ့လက်နဲ့ကြီးဘာညာမရှိပဲဒီမျိုးတွေသွားထိုးရင် ဟိုကဝိုင်းလိုက်ကိုပဲခံရမှာလीအဲ့တော့အခြေမခံဘူးပေါ့အဲ့တော့အဲ့ဒါနဲ့မပြေလည်ဖြစ်ပြီးတော့တစ်နှစ်လောက်အချိန်ပုတ်သွားတာပေါ့အဲ့တော့အဲ့ဒီချိန်မှာကျွန်တော်တို့ရန်ကုန်ကနေပြီးတော့အခုမှຫນွေဥတော်လိုက်ကြီးမှာပါလာတဲ့ဖိုးတက်ကြွတော်အုပ်စုပေါ့ကျွန်တော်အပါဝင်ပေါ့ဖိုးတက်ကြွတော်အုပ်စုတွေကျွန်တော်အပါဝင်ကစိတ်တွေပြက်ပြီးတော့ကရင်နီဘက်ကိုပြောင်းတော့ကရင်နီကတကယ်ထောက်တကယ်ချတယ်ကွာဆိုပြီးတော့ကရင်နီကိုရွှေ့ကြတာပေါ့ နော်အဲ့တော့ကင်းနီကိုရွှေ့ပြီးတော့သူတို့အရင်ဆုံးရွှေ့တာဘယ်လိုဆိုရင်လဲချင်းမိုင်ကိုရွှေ့တယ်နော်မေဟောင်ဆောင်ပေါ့မေဟောင်ဆောင်ကမေဟောင်ဆောင်ကိုသူတို့ရွှေ့တယ်မေဟောင်ဆောင်နေပြီးတော့အချင်းမိုင်ကိုရွှေ့ကြတယ်ချင်းမိုင်ကိုချင်းမိုင်ကိုအခြေချပြီးတော့သူဟိုဒီကုညီရေးတွေအများဆုံးလုပ်တော့တယ်အဲ့တော့ကင်းနီကလည်းငကိုတဲကအင်အားနည်းနည်းလေးရှိတယ်ຫນွေဦးတော်လိုင်းရေးကြောင်းအဲ့ဒီကင်းရင်ပြည်နယ်က စိတ်ပြက်ပြီးတော့ဒီ KNU ကိုစိတ်ပြက်ပြီးတော့ဗောအဓိကဒါပုပ္ပိလင်းလင်းပြောရတဲ့အချိန်ကြပြီ KNU ကိုစိတ်ပြက်ပြီးတော့ KNU ကမတိုက်ဘူးဆိုပြီးတော့စိတ်ပြက်ပြီးတော့ရောက်လာတဲ့ PDF တွေလက်ပေါင်းတဲ့ PDF တွေနဲ့ပေါင်းပြီးတော့အဲ့မှာ KNU ကအမျိုးတွေမျိုးတွေသိမ်းတာတွေဖြစ်လာတာဗောပြောချင်တာကဟိုတစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရင်မတိုင်ခင်တည်းက KNU မှာအများကြီးမျိုးတွေရကြပြီဗောအဲ့တော့အေးမှာသွားပြီးတော့ဒေါ်လာကြီးကအသားတကြတယ် တောင်ပိုင်းတိုင်းမှာက PDF စစ်ကြောင်းတွေလည်းဖွဲ့ခဲ့တာတွေတော့ရှိတယ်50ကျောင်း15ကျောင်းတော့ရှိတယ်ပြီးတော့ဘူဆာလုံးတို့လိုဟာမျိုးတွေပေါ့ဗျာပြဿနာတွေကတက်ကြပါညာပြစ်ကြကိုကိုသူလေးကိုပါဝါလိုက်နောက်ပြီးတော့အဲဘိုအစေဝါတို့ကလည်းဒီဒီ DGB ကိုတတ်အမ BGF ကိုတတ်သိမ်းတာအဆင်မပြေယူကုတ်ကိုတတ်သိမ်းတာပြန်ဝိုင်းခံရအဲ့တော့ BGD တွေကလည်းစစ်တပ်နဲ့ပေါင်းနောက် BGF တွေကလည်းသူ့အတူတစင်ထောင်း အဲမှာဘောအေးဆဲဝါတို့ကပြန်ပြီးအချိန်ယူကဗိုတာဘောတို့ကပေါ်လာပြီးတော့ပြန်သိမ်းအဲ့လိုမျိုးတွေနဲ့အချိန်တွေကလုံးလဲချလဲလိုက်နေတယ်အဲ့တော့အကြီးကကြတဲ့ KNU ကမလှုပ်တော့အဲ့ဒီမှာရှိတဲ့ MOD ကလည်းဘာမှလုံးမဖြစ်ဘူးပေါ့အဲ့တော့ MOD MOD က အလုပ်ဖြစ်တဲ့ကရင်နီနဲ့တပောင်းရတာပေါ့ဒါပေါ့ကဒါပါပဲအဲ့ဒီချိန်မှာနောက်ဆုံးကြတော့ MO MOD ကအဖွဲ့တွေကဇွဲမလျှော့ဇွဲမလျှော့ပဲနဲ့ okay အတင်းတို့ဒီဒီမိတ်ဆွေကြီး KNU ကလည်းကိုယ့်လိုကိုယ်လုံးနေငါတို့ကတော့အထဲကိုထိုးမယ်ဆိုပြီးတော့စစ်တောင်းမြင့်ဝမ်းကိုရသမျှ တဖွဲ့ချင်းတိုးတာပေါ့ဗျာအဓိကစစ်တောင်မြင့်ဝန်းအဓိကတတ်တိုးတဲ့နေရာကတော့ဒီကြောက်ကြီးတဝိုက်ပေါ့ခဏကျွန်တော်ပြောသလိုတောင်ကူနော်တောင်ကူတောင်ကူကနေတဆင့်ဒီဇေယျကြီးဖြူကြောက်တကားကြောက်ကြီးညောင်လေးပင်ဒါငကူတဲ့က KNU အမာခံဖြစ်ခဲ့တဲ့နေရာပေါ့နော်ဟိုရင်ကဆိုတာဘာကပတွေအဓိကနေရာပေါ့အဲ့တော့အဲ့ဒီအဲ့ဒီဘကိုးရုမကိုစစ်တောင်မြင့်ဝန်းနေထိုးမယ်ဆိုပြီးတော့ င်းမှာရှိတဲ့ KNU နဲ့ပေါင်းပြီးတော့အော်စရာကောင်းတာကကျွန်တော်တို့ကຫນွေဥတော်လိုင်းရေးမတိုင်ခင်တည်းကအဲ့ဒီအဲ့ဒီနေရာတွေကလမ်းကြောင်းပေါက်နေတာဗျာဒီလားအဲ့ဒီတော်လန်းကနေပြီးတော့အဲ့ဒီဟိုးဒီဘကိုးရိုးမပေါ့အဲ့ဒီတောင်ကူဘက်ကနေပြီးတော့ဒီဘက်မြဝတီအထီကိုတကယ်သွားနိုင်ရင်ပေါ့ဒီတော်တွေတောင်တွေတက်ပြီးသွားရင်သွားလို့ရတယ်အမြန်သွားရင်တော့သွားဒီ ယူရီးယားပဲချမ်းကနေဟိုလှေနဲ့သွားလိုက်ပြီးတော့ဟိုယူရီးယားပဲချမ်းကနေပြီးတော့သွားလိုက်အဲ့လိုမျိုးနဲ့ခွာလိုက်အဲ့လိုမျိုးနဲ့သွားကြတာကြီးလည်းရှိတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့အားနည်းချက်ကအဲ့တကြောလုံးကိုသူတို့ကမထိန်းထားနိုင်တာဖြစ်တဲ့အတွက်ဒီတိုင်းသားလက်နက်ကင်တွေကဥဒဟိုအိနေရီကြီးကသွားလို့ရနေပါလမ်းကြောင်းပေါက်နေတယ်ပြောချင်တာကအပေါ်မှာရှိတဲ့ဗကိုးမျိုးတို့ဗျာတိတိမျှတထုံတို့ကြိုက်ထူတို့ဘီလင်းတို့မော်လမြိုင်တို့ဟိုဘက်မှာဆိုရင်တော့ ဟိုတောင်မူတို့အဲ့ဒီလမ်းကြောင်းတွေမှာတော့ဟိုဟိုပျော်တစားတို့ကြောက်တကားတို့ဖြူးတို့ညောင်လေးပင်ဒိုက်ဦးပေါ့နော်ဖျားကြီးပေါ့အဲ့ဒီဒီရန်ကုန်မန္တလေးလမ်းဟောင်းလမ်းမကြီးမှာတော့ဟုတ်နေတယ်ဒါပေမဲ့အဲ့ဒီအနောက်ွယ်မှာကဒီစစ်တောင်းမြင့်ဝမ်းနဲ့စစ်တောင်းမြင့်ဝမ်းရဲ့အရှိတ်ဘက်ချမ်းပေါ့နော်ဒီညောင်လေးပင်တို့ဘာတို့ကစစ်တောင်းမြင့်ဝမ်းရဲ့အနောက်ဘက်ချမ်းမှာရှိနေတယ်ဒီစစ်တောင်းမြင့်ဝမ်းရဲ့အရှိတ်ဘက်ချမ်းကဒီတောင်ကျောမှာကရင်တွေကလှုပ်လှက်သွားလို့ရတယ်အစဉ်ပြေရင်စစ်တောင်းမြင့်ဝမ်းကိုသွားလို့ရတယ်ပြောချင်တာကမင်းအွန်လိုင်းတို့က မဆုံးမနိုင်ဘူးဟိုတုန်းကကျတော့အဲ့ဒီမြို့တွေမှာရှိတဲ့စစ်တပ်ပေါ့ဗျာဒိုင်ဦးဝါစစ်တပ်ရှိမယ်ညောင်လေးပင်စစ်တပ်ရှိမယ်ပေါ့ဗျာအဲ့ဒီစစ်တပ်တွေကတော့စစ်စင်ရေးရသွားပါအဟိတ်ဟန်နဲ့တော့အုပ်ချုပ်လို့ရတယ်။ဦးနွေဦးဒေါ်လာကြီးဖြစ်လာတဲ့အချိန်မှာတနင်္ဂနွေလုံးမှာတိုက်ဝေးရှိတော့အဲ့ဒီစစ်တပ်တွေကလည်းမျိုးစောက်တက်လို့ပဲရှိတော့အဲ့ဒီနေရာတွေကဟာလာဟင်းလင်းကြီးဖြစ်နေတာပေါ့။အဲ့တော့ KNU ကမရွေ့ပေမဲ့ MOD ကစရွေ့တာပေါ့။အဲ့တော့ကဲငါတို့စပြီ။မင်းတို့လည်းငါတို့ကိုကူညီပေးဆိုတော့ MOD ကစသွင်းတာပေါ့။ အဲ့ဒီချိန်မှာ KNU ကလည်းပူပေါင်းဆောင်ရွက်တယ်ပြောချင်တာက KNU ကသူ့နယ်မြေကိုချဲ့ထုတ်တာဥရခိုင်အေအေနဲ့တူတယ်အေအေနဲ့ KNU နဲ့အားသာချက်အားနယ်ချက်ကအေအေကအခုမှရခိုင်ကိုရတာရခိုင်ကတော့သူ့နေရာကိုငုံဖို့အတွက်ရခိုင်အပြင်ပဖြစ်တဲ့ချင်းရဲ့အေယာဝတီရဲ့မကွေးရဲ့ကသူကတိမ့်မသူ့နေရာကိုကာပြီးသားဖြစ်မှာ ဘာလို့ပြောချင်တာကဗျာအေအေကအခုမှအိမ်မက်မက်တာနော်ဒီကင်ရင်တွေကငကိုတဲ့ဒီနေရာသူတို့နေရာနေဝင်းလက်ထက်တဲ့ဒီနေရာသူတို့နေရာနေဝင်းလက်ထက်တဲ့ကနေဝင်းဘုโจကြီးကြော်ထင်စမ်းယူနေဝင်းဘုโจကြီးကြော်ထင်အောင်ကြီးပေါ့ဘုโจအောင်ကြီးကြော်ထင်ဘုโจကြီးကြော်ထင်သူတို့ဒီကကာကွယ်ဝင်ကြီးတွေအဲနော်ဘုโจအများကြီးရှိသေးတယ်အဲ့ဒါတွေပြီးရင် တန်းစောမောင်တန်းရွှေနော်အခုအခုအကြတော့မောင်အေးခင်ညောအခုဆိုတော့မင်းအောင်လိုင်စိုးဝင်ပေါ့အဲ့ဒီအနည်း60လုံးမှာအခုကရင်ရထားတဲ့အခုကျွန်တော်ကတော့အပေါ်ကနေပြီးတော့ဟိုးဒီမင်းအောင်ဆောင်ပဲအပေါ်ကနေဒီဘက်တကြောပေါ့ဒီနေဆက်တကြောလုံးကသူတို့တခါမှမရဘူးအဲ့တကြောလုံးမှာရှိတယ်ကရင်လက်နဲ့ကင်ကိုဆိုဘတော်မှကုံအောင်မောင်းမထုတ်နိုင်ဘူးကရင်ကလည်းကိုယ်တည်းအိမ်မှာရှိကိုရှိနေတာ လက်နဲ့ကင်လို့ရရင်ကမယ်မရရင်သူတို့နေမယ်သူတို့ဒေသလုထားမယ်သူတို့အုပ်ချုပ်ရေးရန်နေရာရှိတယ်သူတို့ကရင်လူဖွဲ့စည်းရှိတယ်တိုးတော့မတူတတ်ဘူးပေါ့ဗျာစစ်ကောင်စီနဲ့တကြိမ်လုံးစစ်တိုက်နေတာရှိတယ်စစ်ကောင်စီကလည်းငင်းချမ်းရေးကိုအကြောင်းပြပြီးတော့အဓိကကတော့ကရင်ကမြန်မာနိုင်ငံမှာဆရာမြန်မာလူပြောရင်တော့ချန်ပီယံဟောင်းပေါ့အရင်တော့အင်္ဂလိပ်ကချန်ပီယံဟောင်းအင်္ဂလိပ်ချန်ပီယံဘွဲကိုတရဖူကိုဘယ်သူအမေရိကန်ယူသွားတယ်ကဘာမှာမြန်မာပြည်မှာကကြတော့ မင်းအောင်လှိုင်ကိုစတော်လှန်ခဲ့တဲ့တိုင်းသာလက်နက်ကိုင်တွေမှာကရင်ကချန်ပီယံအဲ့တော့ငကိုတော့ကသူတို့ပြောတဲ့ဒီကချင်တို့ဘာလို့ရှိသမျှလက်နက်ကိုင်တို့ရခိုင်တို့အစားအဲ့ဒီမန်နေဘလောမှာလာပြီးရိုးကန်းလာဖွင့်ရတာအဲ့တော့မြန်မာနိုင်ငံတော်လှန်ရေးရဲ့ဘူမိနဲ့တန်ဒီမန်နေဘလော88မှာမန်နေဘလောမှာကျန်တဲ့တိုင်းသာလက်နက်ကိုင်တွေအားလုံးဒီရိုးကန်းလာဖွင့်ရတာအခြေခိုက်စခန်းလာဖွင့်ရတာ အဲ့ရဒီမှာသူတို့ဒေတာကိုကချင်တို့ရခိုင်တို့ချင်းတို့သွားတိုက်ရတာအဲ့ဒီချင်းတို့ကဝါမပေါ်သေးဘူးကိုကံမပေါ်သေးဘူးဝါနဲ့ကိုကံဟာအရင်တော့က community အဲ့တော့သူတို့အိမ်မှာကချင်နဲ့ KIA နဲ့ငင်းချင်ကြီးထိုးပြီးမှမင်းရောက်ဒီခင်ညွတ်ရဲ့ တရုတ်နဲ့ပေါင်းပြီးတော့ကဝါနဲ့ကိုးကားကိုအထူးဒေသပေးလိုက်ပြီးတဲ့အချိန်အဲ့ဒီဘက်ပိုင်းပိုင်းမှာစစ်ပွဲတွေရက်သွားတဲ့အချိန်ကြမှာအဲ့ဒီမြန်မာနိုင်ငံတို့ရဲ့အလဲဘဟိုဖြစ်တဲ့တကယ် main အချက်ကြဖြစ်တဲ့မာနေပလောကိုလာတိုက်တာအဲ့တော့မတိုက်ပြတဲ့အချိန်မှာဘာဖြစ်လဲကရင်ကိုနှစ်ချမ်းခွဲပလိုက်တာဗုဒ္ဓဘာသာကရင်နဲ့ခေရန်ပါကရင်အဲ့ဒီဗုဒ္ဓဘာသာကရင်အနည်းစေအနည်းစုကိုသွေးခွဲပြီးတော့ဘာသာရေးနဲ့သွေးခွဲပြီးတော့အကျိုးအကျွတ်ခွဲပြီးတော့စစ်တပ်နဲ့ပေါင်းပြီးတော့ DGB ကစစ်တပ်တော်ကကရင်တော်ကနဲ့ KNU တိုက်တာတိုက်တော့ KNU မနဲ့ဘလို့ကြားတယ်အဲ့မှာကျွန်တော်88ចောင်းသားတွေလည်းရောက်နေပြီမူသီဇုံတို့ကိုမူသီတို့အုပ်စုတွေပေါ့ရောက်နေပြီးွားမှကြာသွားတယ်ဒါပေမဲ့ကရင်မကုန်ဘူးကရင်ကကြံနေခဲ့တယ်မနဲ့ဘလို့ကဆုတ်ပေးလိုက်တာပဲရှိတယ်အခုတို့ပြောတဲ့ဒီတီဘောဘူးတို့ဘားတို့ညာတို့ပေါ့ဗျာဆုတ်ပေးလိုက်တာပဲရှိတယ်အဲ့ဒီဒေသတကြောလုံးကကရင်ကထိန်းထားမြင်စင်လာစေပဲပြောချင်တာ မင်းအောင်လိုင်တို့ကလည်းဒီတန်းရွှေတို့ကလည်းသူတို့အုပ်ချုပ်လို့ရရင်ပြီးတော့ပြည်မအုပ်ချုပ်လို့ရရင်ပြီးတော့ကရင်ကိုအကုန်မရှင်းဘူးမွေးထားတာပေါ့သူတို့လိုချင်တဲ့နေရာမှာဟိုနေရာမှာစခန်းတည်ဒီညာသူတို့ကအဓိကနေဆက်ဒီမှာစခန်းနေယူပြီးတော့ယူရီးယားစစ်တပ်နဲ့ထိုင်းစစ်တပ်နဲ့ပြည်လဲသွားပြီးတော့သူတို့ရဲ့အာဏာအရှိန်နဲ့အုပ်ချုပ်ထားတာတော့ကျွန်တော်အိန္ဒိယကိုသွားကြည့်ရင်သူတို့စစ်ကြောင်းထိုးပြီးတော့စစ်ကြောင်းနဲ့သွားတယ်စခန်းကိုပို့တယ်ဒါပေမဲ့အဲ့ဒီစခန်းပတ်ပတ်လည်းမကရင်ပဲရှိတယ်ဘယ်သူမှမရှိဘူးသူတို့ပြောတဲ့ရှေ့တန်းစကားအိမ်နေဆက်စကားနေမှာဘာမှလည်းမရှိဘူးပြောချင်တာက အကုန်လုံးကရင်လေးကြီးပဲ ဲ့တော့ A A စစ်စခန်းရဲ့ဘေးပတ်ဝန်းကျင်မှာအဲ့ဒီကနေတော့ KNU တွေ DKB တွေကလက်နက်ကင်ပြီးသွားနေတာပဲသူတို့အုပ်ချုပ်နေတာပဲဒီလိုပုံစံနဲ့နေခဲ့တော့ဒါဒီငကိုတွေကသူတို့နေမြေဖြစ်တယ်